အားလုံးပဲမင်္ဂလာပါခင်ဗျာ Data Tree Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေ2025ခုနှစ် November လ17လပိုင်းအတွက်တနင်္ဂနွေသားသမီးများအတွက်တလားစာ host rank ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ host rank ကိုဆရာကြီးမင်းသူရာကဟောပြောပေးထားတာဖြစ်ပါတယ်ဒီ17လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးများအနေနဲ့စီးပွားရေးပိုင်းမှာအပြောင်းအလဲများရှိနိုင်တဲ့အချိန်ဖြစ်ပါတယ်လုပ်ငန်းသစ်များစတင်ရန်စဉ်းစားနေမယ်ဆိုရင်အကျိုးပေးကောင်းနိုင်ပါတယ်ဒါပေမဲ့အလုံများချင်းရှုပ်ထွေးချင်း အလွဲချော်များအနှဲငယ်ကြုံတွေ့ရခြင်းများရှိနိုင်ပါတယ်။နှစ်ဖက်မိဘဆွေမျိုးများအတွက်စိတ်ပူပန်ရခြင်းများ၊ကျန်းမာရေးကုသမှုများဆောင်ရွက်ပေးရခြင်းများအတွင်းလူများအတွက်ပြဿနာများဖြေရှင်းပေးရတတ်ပါတယ်။အလောက်ကိုင်းတဲ့စီပိုင်းနဲ့ပတ်သက်ပြီးတော့2ရက်17လ2025ကနေ9ရက်17လ2025အတွင်းမှာအကျန်စီအောင်မြင်သောရုပ်တိတိမြေကန်မြန်မာလက်ရအန်ဆိုတဲ့အတိုင်းအကျန်စီတင်များဆောင်ရွက်ရမယ့်ကာလဖြစ်ပါတယ်။လုပ်ငန်းကိစ္စများရှေ့ဆုံးမှဥဆောင်ဥရွက်လုပ်ရပါလိမ့်မယ်။ 14ရက်17လ2025မှာစပြီးတော့လုပ်ငန်းခွင်အတွင်းမှာအလောတကြီးမလုပ်တင်ပါဘူးမိတ်ဆွေအကြီးအကဲများရဲ့အကြံဉာဏ်များရယူပြီးတော့လုပ်ငန်းကိစ္စများဆောင်ရွက်မှသာလျှင်အကျိုးတူးခံစားရမယ့်လဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်စာတမ်းများကိစ္စရပ်များတေချာစွာစစ်ဆေးပါလုပ်ငန်းကိစ္စရပ်များအတွက်စနေအင်္ဂါသတမီများနဲ့ဆောင်ရွက်ခြင်းများအထူးကူးစက်ရပါလိမ့်မယ်နိုင်ငံတကာမှတင်သွင်းတဲ့ကုန်ပစ္စည်းများရောင်းဝယ်ခြင်း ကုန်မဆိုင်နဲ့စိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်း၊မြေဩဇာနဲ့ဆန်ရောင်းဝယ်ခြင်း၊အဝိထည်ရောင်းဝယ်ခြင်း၊စတိုးဆိုင်ဖွင့်လှစ်ခြင်း၊အလောက်ကုန်ပစ္စည်းများနဲ့ဖန်စီလုပ်ငန်းများအကျိုးခံစားရပါလိမ့်မယ်။အထူးသဖြင့်ဆက်သွယ်ရေးလုပ်ငန်းများ၊အယောင်းဝယ်လုပ်ငန်းများမှငွေဝင်လန်းပွင့်လန်းနေပါလိမ့်မယ်။မထင်မှတ်ဖက်နဲ့လက်ဆောင်ပစ္စည်းများဒါမှမဟုတ်ရောကြီးရရှိခြင်းများဖြစ်ပေါ်နိုင်ပါတယ်။လူမျိုးရေးအနေနဲ့ကတော့အများသောတူညီမှုကြောင့်လူမျိုးရေးနဲ့ဘာသာရေးကိစ္စရများမှာဆောင်ရွက်ရပါလိမ့်မယ်။အနောက်ရက်ခီးသွားလာခြင်းများရှောင်ကျဉ်ပေးပါ။ မိတ်ဆွေသစ်များနဲ့အတိုင်းဝိုင်းနယ်ပယ်ကိုချဲ့ထွန်နိုင်တဲ့သူဖြစ်ပါလိမ့်မယ်။ရက်ဝေးမြေချားမှာကောင်းမွန်တဲ့သတင်းစကားများအကူအညီများကြားသည့်ရရှိလာတတ်ပါတယ်။အပေါင်းအသင်းမိတ်ဆွေများရဲ့အကူအညီထောက်ပံ့ကောင်းများရရှိနိုင်ပါတယ်။ပညာရေးတင်တဲ့ကတော့လူမွေးကိစ္စရပ်များကြောင့်ပညာရေးနှောင့်နှေးရတတ်ပါတယ်။အလုပ်တစ်ဖက်ပညာရေးတစ်ဖက်ဆောင်ရွက်ရတတ်ပါတယ်။ဘာသာစကားနဲ့အမှုပညာဖန်တီးမှုစွမ်းအားမြင့်မားလာပါလိမ့်မယ်။နိုင်ငံခြားပညာသင်ကိစ္စရပ်များခွန်လန်းကောင်းများကြုံတွေ့ရပါလိမ့်မယ်။ပညာရေးမှာ စိတ်ပြန့်လွင့်နေတတ်ပါတယ်။အသက်15နှစ်ကနေ21နှစ်အရွယ်ရှိတဲ့တနင်္ဂနွေသားသမီးများအနေနဲ့ပညာရေးမှာအနှောက်အယှက်တစ်ခုခုဝင်လာတတ်ပါတယ်။အထူးသဖြင့်စိတ်ပြန့်လွင့်နေတတ်ပါတယ်။ဒါကြောင့်မလို့အခြေရေးလူမွေးကိစ္စရများကြောင့်ပညာရေးမနှောင့်နှေးရအောင်အထူးကူဆိုင်ပါလို့တိုက်တွန်းရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့အခြေအနေအိမ်တော်ရေးဆိုင်ရာဟောပြောချက်ကိုပြောပြမှာဖြစ်ပါတယ်။ဒီ၁၇လပိုင်းအတွင်းမှာပြိုရွယ်သူများအနေနဲ့မိမိမိတ္တရေးအပေါ်မှာအလေးနဲ့တန်ဖိုးထားတဲ့သူတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့်အလှပရေးရာအနုပညာနဲ့ပင်ဖက်ရှင်နဲ့ဖျော်ဖြေလောကသားများနဲ့အခြေရေးကြုံတွေ့ရတတ်ပါတယ်။အိမ်တော်ရှင်များအနေနဲ့ကတော့မေမာနာတွေပြိုင်နေတတ်ပါတယ်။တဦးနဲ့တဦးမပွန့်လင်းမှုများလှိဝှက်ထားတဲ့ကိစ္စရများရှိနေတတ်ပါတယ်။အသက်20နှစ်ကနေ29နှစ်အကြာရှိတဲ့တနင်္ဂနွေသားသမီးများအနေနဲ့အခြေရေးအခြေရေးမှာစမ်းပွန့်နေတတ်ပါတယ်။ဒါကြောင့်မလို့လူမွေးရေးရှုပ်ထွေးများလည်းအထူးကူဆိုင်မဲ့ကာလဖြစ်ပါတယ်။ မိမိจิตတွေရဲ့အထင်မြင်လွဲမှားမှုများကြုံတွေ့ရတတ်ပါတယ်။အိမ်တော်ရှင်များအနေနဲ့ကတော့မိမိဇနီးမယားအတွက်ငွေကုန်ကြေးကျများတတ်ပါတယ်။အိမ်တော်ရှင်များအနေနဲ့တအုပ်နဲ့တအုပ်မယုံကြည်စရာကိစ္စများကြုံတွေ့ရတတ်ပါတယ်။ကျန်းမာရေးအနေနဲ့ကတော့အထူးသဖြင့်ကောင်းမွန်ပါတယ်။ရန်ဖန်ရန်ကမှတော့အေးမိခြင်းထုံကျင်ခြင်းစီယောဂကြောက်ကဲ့ယောဂများဖြစ်ပေါ်တတ်ပါတယ်။သွေးအားနည်းခြင်းများကြုံတွေ့ရတတ်ပါတယ်။ကျန်းမာရေးအညံ့ခိုင်များကြုံလာမယ်ဆိုရင်စနစ်တကျကုသမှုခံယူမယ်ဆိုရင်ပျောက်ကင်းပါလိမ့်မယ်။ အထူးသဖြင့်32နှစ်ကနေ39နှစ်ကြာတနင်္ဂနွေသားသမီးများအနေနဲ့ကျမရဲ့ TQ site တင်ပါတယ်ဒီ17လပိုင်းအတွင်းမှာအေးဝအောင်အိပ်ဆက်ခြင်းအာဟာရမျှတအောင်စားသုံးခြင်းဖြင့်ကျမရဲ့ကိုထိန်းသိမ်းတင်ပါတယ်စိတ်ဖိစီးမှုများလျှော့ချတင်ပါတယ်တနင်္ဂနွေသားသမီးများအနေနဲ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေနိုဝင်ဘာလ15ရက်အတွင်းမှာဥစ္စာကုန်ခန်းသော ရုပ်ရတဲ့အတွက်အလောင်းကစားနဲ့ပတ်သက်ပြီးတော့အထူးသတိထားပါလောဘမကြီးမိပါစေနဲ့မိမိစိတ်ကိုနှံအောင်ထိန်းပါ တချီတဲ့တချီတဲ့တစ်ကြိမ်နဲ့ပုံမဩပါနဲ့ဘဝပျက်စီးတတ်ပါနဲ့အမှုခင်းပြဿနာများကြုံတွေ့ရတတ်ပါနဲ့ဒါကြောင့်မလို့အငင်းပွားမှုများမလိုလားအပ်တဲ့စကားများခြင်းများရှောင်ရှားသင့်ပါနဲ့2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကနေနိုဝင်ဘာလ31ရက်အတွင်းမှာဘုံကံကြီးမားသောရုပ်နဲ့အစာအုပ်တီထားသောရုပ်ရတဲ့အတွက်ကြောင့်အင်ချန်မြေကတိုက်ခန်းများလဲလှယ်ခြင်းများပြောင်းလဲခြင်းများအသည့်များရရှိတတ်ပါတယ်အထူးအဖြင့်အင်ချန်မြေနဲ့ပတ်သက်တဲ့လုပ်ငန်းများ ကြီးမားတဲ့စီမံကိန်းများမှရလတ်ကောင်းများရရှိပါလိမ့်မယ်။လုပ်ငန်းခွင်အတွက်မှလည်းတာဝန်ပုံမှုကြီးမားလာပါလိမ့်မယ်။ဝင်ငွေလည်းတိုးပွားလာပါလိမ့်မယ်။ဒီကာလအတွက်မှပေါ်ပေါက်လာတဲ့စိတ်ကူးစိတ်တမ်းများကိုလည်းအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ပါလိမ့်မယ်။ဘဝမှာအရေးပါတဲ့ကိစ္စရပ်များကိုဆောင်ရွက်နိုင်ပါလိမ့်မယ်။လုပ်ငန်းခွင်အတွင်းမှာလည်းနာမည်ကောင်းရခြင်း၊ဂုဏ်သတင်းကြော်စောခြင်းများကြုံတွေ့ပါလိမ့်မယ်။အကြီးကဲများရဲ့ချီးမြှင့်မြှောက်ဆခြင်းကိုလည်းခံရပါလိမ့်မယ်။ဒီ၁၇လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးများအတွက်အထူးအောက်ကိအနေနဲ့ကတော့အထူးတလဲထိပေါက်ကိမရှိပေမယ့် အလဲလက်တန်းစားကန်ကောင်းခြင်းများကြုံတွေ့ပါလိမ့်မယ်။အကျိုးပေးတဲ့ကိန်းကနန်းတွေကတော့6၊3ညနဲ့9ကနန်းတို့ဖြစ်ပါတယ်။တီကန်ဆန်းလိုပါကအဆိုပါကနန်းများကိုကန်ဆန်းနိုင်ပါတယ်။ဒီ17လပိုင်းတွင်မှာယင်းနှမြုံနယ်မှုများကနေအကျိုးမြတ်များပြန်လဲရရှိနိုင်ပါတယ်။ဒါမှမဟုတ်အကျွေးဟောင်းများကလည်းပဲဒါမှမဟုတ်အကျွေးဟောင်းများပြန်လဲရရှိနိုင်ပါတယ်။ပြဒနာအဟောင်းများလည်းပြန်လည်ဖြည့်ရှင်းရတတ်ပါတယ်။စကားမတည်သူများနဲ့လည်းရင်ဆိုင်ရတတ်ပါတယ်။ငွေကြေးအပေးယူကိစ္စမှန်သမျှကိုသတိနဲ့ဆောင်ရွက်ပါ။ ဒီ၁၇လပိုင်းအတွင်းမှာအနောက်တောင်ရက်မှာစေးဆိုင်ဈေးဆိုင်မဖွင့်သင့်ပါဘူးတိုက်ခန်းတဲ့ကွန်ဒိုရောင်းဝယ်မှားတတ်ပါတယ်ငွေကြေးကိစ္စဆိုင်ရာငွေကြေးကိစ္စဆိုင်ရာစာချုပ်များမပြုတ်လို့သင့်ပါဘူးမဖြစ်မနေပြုတ်လို့ရမယ်ဆိုရင်အထူးကူးဆိုင်ပါဒီကာလအတွင်းမှာခီးသွားလာခြင်းနဲ့လုပ်ငန်းကိစ္စရာများအဆင်ပြေအောင်မြင်စေဖို့အတွက်ကံကောင်းစေတဲ့အကြောင်းကတော့အပြာရောင်နဲ့ပန်းရောင်တို့ဖြစ်ပါတယ် အကျိုးမပေးတဲ့ဂိမ်းကနန်းတွေကတော့3 0 3ညတို့ဖြစ်ပါတယ်အကျိုးပေးတဲ့ဂိမ်းကနန်းတွေကတော့9 6 4နဲ့9တို့ဖြစ်ပါတယ်အကျိုးပေးတဲ့အရက်ကတော့အရှိမြောက်အရက်ဖြစ်ပါတယ်အကျိုးမပေးတဲ့အရက်ကတော့အနောက်တောင်အရက်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများတွေအစိုးညံ့နေပြပြပြီးတော့အကောင်းကင်နေရောက်ရှိလာစေဖို့အတွက်ရရရအနေနဲ့ကတော့မိမိရဲ့မွေးနေ့နဲ့တနင်္ဂနွေနေ့တိုင်းမှာမိမိမှာပူဇော်ထားတဲ့မြတ်စွာဘုရားရှင်အားဖြစ်စေအခြားဘုရားစီတီတစ်ခုခုမှာဖြစ်စေ ခြေဖလားဖြင့်တောက်တော်ရေ၅ခွက်၊ကစွန်းညွန့်၃ညွန့်၊တပြေညွန့်၃ညွန့်၊ခန်းကုံညွန့်၃ညွန့်၊သီးညွန့်၊သီးညွန့်၃ညွန့်နဲ့သစ္စပန်း၅ပွင့်စီကို စုပေါင်းပြီးတော့ကတ်လူပူဇော်ပေးပါ။ဒါပြင်ဇီးယိုဖယုံယို ပန်းသီးနဲ့ပေါင်မုံတို့ကိုလည်းကတ်လူပူဇော်ပါ။ဒါပြင်ဘရာကျော်ကိုလည်းကတ်လူပူဇော်ပါ။မိမိလိုရာစုကိုလည်းတောင်းပါ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့တနင်္ဂနွေသားသမီးများအတွက် 2025ခုနှစ်နိုဝင်ဘာလ17လပိုင်းတလားစာဟော့စတမ်ပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအားလုံးကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ခါကတဲ့ပြည့်စုံပြီးတော့အလောက်ကင်စီပွားရေးများစင်ပြေအောင်မြင်တိုးတက်ကြပါစေခင်ဗျာခုလိုအားပေးကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ